တက်တန်းကုန်ကမ္ဘောဒီးယားလုံသား9000ကျော်ကိုတက်တန်းတိုးဝေမှာမဟုတ်ဘဲ၎င်းတို့နေရာမှာမြန်မာလာအိုဗီယက်နမ်လုံသားတွေနဲ့အစားထိုးမယ်လို့တနင်္လာနေ့သတင်းမှာဖော်ပြထားပါတယ်။ထိုင်းလုံသမားဝင်ကြီးကကမ္ဘောဒီးယားလုံသမား9000ခန့်အတွက်အလုပ်ပါမဲ့တက်တန်းကုန်ဆုံးပြီးတဲ့နောက်အစားထိုးလုံသားတွေအစားထိုးခေါ်ယူဖို့ပြင်ဆင်နေပြီးတက်တန်းကုန်သွားတဲ့အလုပ်သမားအများစုမှာစိုက်ပျိုးရေးကဏ္ဍမှာအလုပ်လုပ်ကင်နေကြတယ်လို့ပြောပါရတယ်။ထိုင်းဝင်ကြီးချုပ်နဲ့ပြည်ရေးဝင်ကြီးလည်းဖြစ်သူအနုထင်က ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက်အထူးနေထိုင်ခွင့်ပြုတဲ့ကြေညာချက်မူကြမ်းကိုဆိုင်းငံ့ထားဖို့အတည်ပြုပေးခဲ့ပြီးတဲ့နောက် Trinish ကပြောဆိုခဲ့တာဖြစ်ပါတယ်။မကြသေးမီကနေဆက်တင်းမာမှုတွေနဲ့မြေမြုပ်မိုင်းပေါက်ကွဲမှုတွေကြောင့်ထိုင်းစစ်သားအများပြားဒဏ်ရာရခဲ့ပြီးထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးကြေညာချက်ကိုထိုင်းဆိုရကဆိုင်းငံ့ထားပြီးတဲ့နောက်အလို့သမားကိစ္စနဲ့ပတ်သက်ပြီးအခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အခုလိုဆိုင်းငံ့ထားမှုကြောင့်ကမ္ဘောဒီးယားလူသားတွေကိုကြီးကြီးမားမားမှီခိုနေရတဲ့စိုက်ပျိုးရေးကဏ္ဍမှာအနောက်ရှက်တချို့ဖြစ်စေနိုင်ကြောင်းအလို့သမားဝန်ကြီးကပြောပါတယ်။ မြန်မာလာအိုနဲ့ဗီယက်နမ်နိုင်ငံတွေကနေအစားထိုးအလုပ်သမားတွေခေါ်ယူဖို့လှုံ့ဆော်နေပါပြီ။ဒီကိစ္စကိုအစိုးရအဖွဲ့ကနောက်ထပ်လမ်းညွှန်ချက်ပေးဖို့တင်ပြသွားမှာပါလို့ထိုင်းအလုပ်သမားဝန်ကြီးကဆိုပါတယ်။ ထိုင်းနိုင်ငံမှာလက်ရှိအချိန်ကမရိယလုံသားတသိန်းခန့်ရှိကြောင်းအလုံသမားဝင်ကြီးကခံမှန်းထားပြီး၎င်းတို့အနက်၉တောင်းဟာတရားဝင်အလုံသမားတွေဖြစ်ကပါမစ်တက်တန်းကုန်သွားပြီးနေဆက်ဖြစ်ကြုံမှုတွေပိတ်ထားတာကြောင့်နေရက်ကိုမပြောင်းနိုင်တော့ကြောင်းသိရပါတယ်။တက်တန်းကုန်သွားတဲ့ကမရိယအလုံသမားတွေကိုပြင်းထန်တန်ပေးမလားဆိုတာနဲ့ပတ်သက်ပြီးဒီအလုံသမားတွေကိစ္စကိုလုံခြုံရေးအဖွဲ့အစည်းတွေနဲ့တွဲဆောင်ဆွေးနွေးမယ်လို့၎င်းကအဆက်ပြောပါတယ်။ထိုင်းနိုင်ငံမှာလုံသားရှားပါမှုပိုဆိုးလာမှာမဟုတ်ဘူး။ VNL လောက်နဲ့မြန်မာနိုင်ငံကအလုံသမားတွေအတွက် ပါမစ်သက်တမ်းတိုးဖို့စီစဉ်နေပါတယ်လို့အလို့သမားဝင်ကြီးကပြောပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ကအတိမတ်ပြုထားပြီးအလို့သမားရှားပါမှုကိုကာကွယ်ဖို့ကေစိအစီအမံတွေကိုစတင်လှုပ်ဆောင်ဖို့သက်ဆိုင်ရာအေဂျင်စီတွေကိုညွှန်ကြားထားပြီးအရေးသွေးပြည်မီတဲ့မြန်မာနဲ့ VN အလို့သမားတွေကိုအမြန်အစားထိုးနိုင်ဖို့စီစဉ်နေတယ်လို့သတင်းမှာဖော်ပြထားပါရယ်